အားလုံးမင်္ဂလာပါ Anyref TV ကနေပြီးတော့အားလုံးပြန်လဲကျေးဇူးလိုက်ပါတယ်။ကဲဒီကနေ့မှာဆိုလို့ရှိရင် Snow နဲ့ကိုတန်းဇော်ကနေပြီးတော့ဒါပေါ့နော်ဒီအခုနောက်ပိုင်းမှာအရန်ခစ်စားလာတဲ့ open relationship နဲ့ပတ်သက်ပြီးတော့ဘယ်လိုကောင်းကျိုးတွေရတယ်ဘယ်လိုဆိုးကျိုးတွေရတယ်ဆိုတာ sharing လေးလုပ်ပြီးသွားချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒီနေ့ video လေးကိုဒါ sponsor ပေးထားတာကတော့ Yumi social matching app ကလည်းဖြစ်ပါရယ်ခင်ဗျာအဒီ social matching မှာဘာတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်ကတကယ်ချင်းတွေ share လို့ရတယ်အဲပြီးတော့ရင်းဖွင့်ပေါ်တွေ share လို့ရတယ်ဖွင့်မယ် ်ချစ်သူတွေရှာလို့ရပါတယ်ချစ်သူတွေလုံးပြင်းမင်းနေချစ်သူတွေမဟုတ်တော့ချစ်သူတယောက်ပဲရှာမှာမလုံးနဲ့ဒီနေ့ပြောမယ့်အကြောင်းကလည်းချစ်သူတွေအများကြီးထားလို့ရဆိုတဲ့အကြောင်းကိုပြောပြပေးလာမှာဆိုတော့ချစ်သူတွေတွေရှာလို့ရပါတယ်ဗျာအဲဒီ application ကို download ဆွဲခြင်းနဲ့ဆိုရင်တော့အောက်က comment ထဲမှာကျွန်တော် link လေးချပေးထားပါတယ်ကဲအများဆုံး download ဆွဲလိုက်အောင်နော် ဟုတ်ကဲ့ relation ဆိုတာတနည်းပြောရရင်လူညောင်တဲ့နဲ့မဟုတ်ပဲနဲ့တနည်းနည်းအဲဒီ relation ဆီမှာပေါင်ပတ်တဲ့တွေအားလုံးเนี่ยတဘောတူညီမှုယူဒိတာမျိုးပြောတာပါကြည့်တာ။ဟဲ့၂ယောက်တည်းမဟုတ်ဆိုတော့၃၄၅ယောက်အဲတော့လည်းဖြစ်နိုင်လို့၄ယောက်လည်းဖြစ်နိုင်တယ်အဲ့ထက်လည်းပုံရောပုံနိုင်တယ်ဗောနော်တကယ်အမျိုးလေးလက်တွေမှာရှိတယ်ဗောပြီးတော့ယောက်ျားလေးဘက်ကလည်းဟဲ့ဒါဆိုရင်တော့ညောင်အားတယောက်ဆိုတယောက် brush တော့တော့ကြောင်ရဝင်လိုက်တယ်ယောက်ျားလေးညီမလည်းဆိုလဲအမျိုးယောက်ျားလေးမှာလည်းထားလို့ရလို့မိန်းကလေးဘက်ကနေလည်းအဲချစ်သူတွေ၂ယောက်၃ယောက်လို့တဘောတူညီရပြီးတော့ထားလို့ရတယ်ကွာဥမာနေနဲ့ပြောရအောင်ဆိုရင်နေက A ဆိုတဲ့ကောင်လေးအတွဲရဆိုရင် A နဲ့ကောင်လေးအဆင်မပြေတဲ့အချိန်မှာနောက် ထက်ဘီဆွဲကောင်လေးနဲ့သဘောတူညီမှုယူပြီးထက်တွေ့တယ်ဒါဖောက်ပြန်တာမဟုတ်ဘူးကွာအဲ့ဆိုလို့ရှိရင်အဲ့ဘီဆွဲကောင်လေးက A ဆွဲကောင်လေးနဲ့ငါနဲ့တွဲနေရအောင်ဘီဆွဲကောင်လေးတီးရယ်တီးရယ်နဲ့ငါကအဲ့ဘီနဲ့ကြိုက်တယ်ကြိုက်ပြီးတော့ A ကဘာမပြောဘူးလားဘာမပြောဘူးအင်းနဲ့အဲ့မှာသဘောတူညီမှုယူရတယ်အင်းနဲ့မှာသဘောတူညီမှုဟုတ်တယ်အကုန်လုံးသုံးပွဲဆိုင်ပြတ်ပြတ်လေ အဲတဘောသူညူယူပြီးတော့ data မျိုးဟို open relationship လို့ခေါ်တာကွာဟိုဥမာအနေနဲ့ဆိုရင် open relationship ကိုတော့တနင်တချင်းဆန်လာတော့ရှိရွာဥမာနေကြဘူးလားဗာလဲအိမ်ကမိန်းမကိုလည်းချစ်တယ်မိန်းကိုလည်းချစ်တယ်အိမ်ကမိန်းမကိုလည်းကြောက်တယ်ကြောက်တာကြောက်တာအဲဒီချစ်တာပဲထင်တော့အဲပုံစံမျိုးအနေနဲ့ဆင်တယ်ပေါ့တော့ဒါမှမဟုတ် open relationship ကဗာလဲဆိုရင်တဘောသူညူမှုတေးချာရယူပြီးသားမှလည်းအဆင်ပြေနိုင်တယ်အကယ်အပုံစံမျိုးယူနိုင်လို့ဆိုရင်ဖောက်ပြင်တဲ့အဆင်တွေကိုရောက်သွားနိုင်တယ်ကွာအပုံစံမျိုးရှိတယ် Sai que eu não faço, né? Eu não faço, né? ရှိုင်းကီယောလက်ဖန်ဒီပါကျင်းပါလက်ဖန်ဒီပါကျင်းပါအခုလက်ဝေးတက်တာဟာလက်ဝေးပါထူအချုံးမိုင်းပဲထူအချုံးမိုင်းပဲရောစိတ်ရောစိတ်ရောဟိုဒါကတော့ဒါကသဘောတူညီယူထားရင်တော့ဘာမှမဖြစ်နိုင်ပါဘူးအဲ့လိုပြန်နိုင်မရှိနိုင်တော့ဘူးနော်အဲ့ကြောင့် open relationship ကလည်းအခုနောက်ပိုင်းမှာအဲ့လိုခက်စားလာတာငါတို့နိုင်ငံမှာကြတော့ကွာဟိုချစ်သူကြီးကြတော့ထားလိုက်တော့ဟိုအိမ်နောက်ရှင်နေပါလေဆိုလို့ရှိရင်ဟောဒါဘယ်လိုဥပဒေမျိုးဥပဒေပါရှိရလေဟာအဲ့ဆိုဒီ သူတို့ပြောမိမရဲ့ယောက်ျားရဲ့နောက် ပြီးတော့အဲ့ယောက်ျားကနေပြီးတော့နောက်ထပ်ဟိုကောက်မလင်းနောက်တယောက်ထက်ထားရတယ်ပြီးလို့ရှိရင်နောက်ထပ်တယောက်ထက်ရှိအောင်မယ်ပြီးတော့ကလေးလည်းရှိသေးတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဥပဒေကနေဘလို့ဆက်ပြီးတော့လုပ်ကြမှာ အင်းဆိုတော့မဆိုပါဘူးနေမေးခွန်းတော်တော်ကောင်းတာပဲငါတော့အခုမှစဉ်းစားမိတယ်အဲဒီမေးခွန်းကတော့နည်းနည်းနည်းဝိုက်ဆိုတဲ့ခါကျတော့ငါ့ရဲ့တေချာတော့မသိတော့ဘူးပေါ့နော်အဲကြောင့်ဒီနေလေးလာထားရဲဆိုငါကောင်းကျိုးဆိုးကျိုးပဲလေးလာတာလေအခုကြီးချူနေရပြည့်တက်ကြည်လဲအဲဒီဗီဒီယိုကြီးချူရင်းနဲ့ဒီဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအောက်မှာဝေးမြဆွေးနွေးပေးခဲ့ပါဦးနော်အဲကျွန်တော်အခုဒီနေ့ကတော့အဲ open relationship ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ် open relationship ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီ relationship ဘယ် relationship အတိုင်းမဆိုကောင်းကျိုးဆိုးကျိုးတော့ရှိတာပဲတော်တော့အမှ open relationship မှာဆိုတော့သူကောင်းတဲ့ချက်လေးရှိရယ်အဥမာဆိုရင်က open ဒါကြီးကနင်းကလေဒီ open relationship ကွာဘယ်လိုလုပ်ကောင်းပါလဲငါအတွက်ဆိုရင်လုံးဝမကောင်းဘူးအဲ့မဲ့တချို့ကောင်းတဲ့အချက်လေးရှိရယ်ဘာကြောင့်အဲ့ကြောင့်ကောင်းလို့ပဲ open relationship ဆိုတာမျိုးကဖြစ်လာတာကွာဥမာနေလဲဆိုရင်နင်းကွာဒီလူနဲ့ကြိုက်ပြီး နေကလမ်းခွဲလို့မရတဲ့အခြေအနေဖြစ်နေဒီမှာလေလုံးဝယူကစိတ်တည်ကျင်းကျက်လုံးဝယူစိတ်ဒုက္ခရောက်နေပြီကွာနေစိတ်ထောက်ပေါက်ချောင်းလူလိုက်ခါမှာ open relationship ကိုစပြီးတော့ဟိုဘယ်လိုပြောမလဲ emotional support လို့ပေါ့နော်ကိုကြီးစားနဲ့မရတဲ့တာယာမှုကိုနောက်တစ်ယောက်နဲ့ဟုတ်တယ်အဲ့လိုမျိုးသွားပြီးတော့အချိန်ဖြုန်းလိုက်တဲ့ပုံစံအချိန်ဖြုန်းအချိန်ညာဒီမှာလေပြဿနာတက်တာနေဝမလို့ဒီကဲတကယ် main relationship မှာလေပြဿနာကြီးပိုင်းနေဝမယ်ကွာအရင်လိုပြဿနာအများကြီးမတက်တော့ကိုကဟိုဘက်မှာတာယာအေးဆေး ပျော်ရွှင်ဖြစ်သွားတဲ့အခါကျတော့ဒီဘက်မှာလည်းပျော်ရွှင်ဖြစ်သွားမယ်အဲ့ပုံစံမျိုးပေါ့နော် win win situation ဖြစ်သွားတာပေါ့အဲ့ပုံစံမျိုးကြီးလည်းကောင်းချက်တွေထဲမှာပါတယ်ကွာ open relationship ကောင်းပါမယ်နေကောင်းပါတယ်မကောင်းထားကြည့်လိုက်ပေါ့မထားကြည့်ဘူးချိုကြီးတိရ Friday night တွေကိုသူကြော်လွားဖို့ဘောရာတိတ်တွေလိုနေပြီထင်တယ်ရတယ်အစ်စ်ယူမီအမ်မှာကို့အတန်လေးနဲ့ hello လိုက်ရုံပဲလीအ နာခြင်းချိတ်ဆက်စုချက်ရှိတယ် အဲ့ဗာလဲဆိုတော့ကွာခုနအင်းအောင်လေဘွားမျိုးတို့အချိန်မျိုးမှာလောကခလိလည်းရနေကွာလောကလမ်းခွဲဖို့လည်းကွာရှင်းဖို့လည်းလောကခက်ခဲနေတဲ့အချိန်မျိုးမှာအဲ open relationship မျိုးထားရထားတတ်ကြရပေါ့နော်အဲဗာအင်းအောင်လေနင်းလေးတာယာဆူပြီးွားရပေါ့ခလိလည်းအရင်ကြီးဘယ်လိုပြောမလဲမိဘကြီးရံမဖြစ်တဲ့ခါကျတော့ခလိလည်းစိတ်တန်မရတော့ဘူးတော့တဘောတူညီမှုနဲ့ပေါ့နော်တရားကြောင်နဲ့အဆူစားတွေကမယူနဲ့လေဟာဒီတော့ဒါပေမဲ့ဒါရဲ့ချိုးမသိညာလေတမ်းမှာလူတို့ကတရားနဲ့ဆက်စားခြင်းကိုစစ်ချက်ချင်းမှာချက်လိုက်တာလေနောက်ပိုင်းညာပြန်တက်တာမဟုတ်ဘူးလားအပုံညာမျိုးပေါ့နော်တက်လာတော့တက်လာတက်လာတဲ့ခါကျရင်နှိုးတဘော အနေနဲ့အဲခဏ break တာဖြစ်ဖြစ် open relation ထားတာမျိုးဖြစ်ဖြစ်လောက်ကြတယ်ကွာအခုဒီနောက်ပိုင်းမှာဆိုရင်တော်တော်လေးများလာတယ်အပုံစံမျိုးပေါ့နော်အဲနောက်ဆုံးချက်ကအကောင်းတဲ့နောက်ဆုံးချက်ကဘာလဲဆိုရင်ကိုရောက်နေတဲ့ relation တခုကအရန် toxic အရန်ဖြစ်လုံးနေကိုတို့အစိတ်တော့အရန်ဖြစ်လုံးနေဆိုရင်ဘာလို့မဆိုကွာအဲဒါမှလမ်းခွဲရင်လည်းခွဲလိုက်မယ်ဒါမှမဟုတ်လမ်းမခွဲခြင်းလို့တန်ရုံးနေရှိနေတော့မှခုနလိုပေါ့ခဏ break in break မ break ဘူးဆိုရင်သဘောတူညီယူပြီးတော့နောက်တစ်ယောက်ထပ်ထိုင်ထားအဲ့ပုံစံမျိုးကို့မှာရွေးချယ်ပိုင်ခွင့်နေရှိရလုံးလို့ရရွာ open relation ဆိုတဲ့အခါကျတော့ပျော်ပပပဲအရန် toxic ဖြစ်တဲ့အခါမှာ ဒီဘက်ကိုလည်းရှောင်ဖွဲ့တော့ကိုယ့်အတွက်နေရာတစ်ခု space တစ်ခုကရှိနေရမှာကွာအဲဒါကြောင့်မို့ open relationship ထားကြတာနားလည်ပြီလားအင်းနေပြောတဲ့ပုံစံကွာဒီဒီ through your relationship ကအရင် toxic ဖြစ်တယ် toxic ဖြစ်တော့ तू ကဒီဒီမှာမရတဲ့ဟိုတာယာမှုကိုကိုယ့်ဘက်မှာနောက်တစ်ယောက်နဲ့သွားပြီးတော့ဒီကအယိုးချင်းတော့အဲ့ဒါပဲဒါပေမဲ့အဲ့အဲ့တော့ကဘာကြောင့်ဖြစ်လာလဲဆိုရင် ်အကုန်နှုံးနဲ့ဖတ်လို့အကုန်လုံးကောင်းတယ်ကွာဒီကပြက်နေနိုင်နေသွားတယ်အရင်ဟိုတဲ့ကခုနလိုပေါ့စပင်းလေးဆောင်းဆွဲလေဘင်းညှက်စရာမလိုလို့ဘာလို့တွဲနေဦးမှာလဲအဲ့လိုဆိုအဲ့နောက်ကြောင့်နဲ့ပဲတွဲလိုက်ပေါ့ဟဲ့ဟုတ်တယ်နောက်ကြောင့်နဲ့ဒါတော့ တည့်ရတဲ့အတိုင်းကအခြေအနေလေးရှိရပါဘောအမှုံမျိုးလေးပေါ့နော်ဟုတ်ပါပြီနင်ဒီလောက်ကောင်းကျိုးတွေကြီးပဲပြောနေရဟိုဆိုးကျိုးလေးဘာလို့မရှိဘူးလားမသိရင်လေနင်ကပဲအခု open relationship ကြီးကိုကောက်ထားနေပြီလို့အဲ့ experience တွေပြောပြနေတယ်ပြောပြတာဒါထားခြင်းလူတွေအတွက်ဒါပြောပြဒါ sharing လုပ်တာအဲဒါဆိုးကျိုးဆိုးကျိုးပြင်ပြပြော open relationship မှာတော့ ူကောင်းတဲ့ချက်ရှိတယ်ခုနပြောလို့စိုးကြွေတယ်အများကြီးရှိပါရဲ့အဲပထမဆုံးစိုးကြွေနေတာဘာလဲဆိုရင် insecurity ဖြစ်တာပေါ့နော်အဲစိတ်ပိုင်းဆိုင်မလုံခြုံမှုအချင်းကြာလာရင်ဖြစ်လာတယ်ပေါ့ဘယ်တော့ပဲသဘောတူညီမှုယူရပြောတာပြောတာတဝင်းတူရာလေးစိတ်ပိုင်းဆိုင်မလုံခြုံမှုတွေကတင်း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 နေနေမလိုလားအပ်တဲ့ပြဿနာကြီးပူတက်လာနိုင်ဘူးအေးပေါ့အေးဟို emotion မှာပါလာပြီဆိုတော့စာတုံးကတော့ဒါခဏတာအစားမရှိဘူးเนาะနောက်ပိုင်းကျတော့တန်ရောစင်နေ emotion ကိုပတ်တိပတ်ဖြတ်လို့မရတော့တန်ရောစင်နေအဲ့လိုမျိုးပါလာရင်ဆိုတော့ ဖြစ်မှာပေါ့ပြီးတော့တဝင်းနေတူလာမယ်ကွာဒီဟဲ့တူရောဒီတယောက်အချိန်ပိုပဲတူရောဒီတယောက်ငါ့ကိုတော့အချိန်အဲ့မျိုးအဲ့မျိုးကြီးကွာဒါမှ emotionally ဖြစ်လာလိမ့်မယ်အဲ့ဒါတော့ပထမဆုံးဆိုကြိုးတစ်ခုပေါ့နော်အဲနောက်တဲ့ဆိုကြိုးတစ်ခုကကျတော့ financial ပုံမှန်ကွာ financial အထိမှာတေးကြရေးစားတယောက်ထားမှာတော်တော်ထိရတော့ကြာပြီတော်ရေးစား2ယောက်3လောက်ထားရင် financial ကဒါကတော်တော်ထိရဟဲ့ main လေးလည်းထိရပဲထိရပါဟဲ့ တေချာတော့က financial ထိမယ် mainly ပဲထပ်တာယောက်ျားလေးပဲထပ်တာအဲခုန open relation ထားမယ်ဆိုရင်တော့ financial ရောအသေးချာကိုထိမှာပါဗောစီဆိုရင်တော့ခေစားမယူရှူကဒေဒီဆိုရင်တော့ AC ပေါ့ကွာတဲ့မှာနင်းနေလို့ပေါ့ရှူကဒေဒီဖြစ်ဖို့ကြိုးစားလိုက်ရမယ် financial ထိခိုက်ပါမယ်နောက်ထပ်ဆိုဆိုတစ်ခုနေနေတော့ time management ပေါ့ကွာအချိန်မလောက်တော့ဘူးนี่นี่ตะนี่เฉยๆลงมาไม่หลอกတော့ဟိုလည်းတော့တွေ့ရဒီလည်းတော့တွေ့ရအဲမှာအပုံစံမျိုးဆိုရခါကျပြီးတော့နောက်တစ်ခါလူမှုရေးကိစ္စကြီးအလုပ်ကိစ္စကြီးတော့ထိခိုက်လာရအချိန်မလောက်တဲ့အတွက်အဲဆိုးကျိုးကြီး open relation ထားလို့ဖြစ်တဲ့ဆိုးကျိုးကြီးပေါ့ဟာတဲမှာ နေရတဲ့အတိုင်းပဲဥမာအဲနေရနောက်တဲ့ယောက်ျားလေးနှစ်ယောက်ထားရတယ်ထားပါတော့ဟိုကောင်လေးကလည်းတော်တည်ရဒီကောင်လေးကတော်တည်ရနေအလုတ်ကလေးအလုတ်ကင်ကြီးနဲ့ပြက်လမ်းမှာအချိန်ကုန်တယ်ဟိုဘက်တော်တည်ဒီဘက်တော်တည်နေအချိန်ကြီးပုတ်ကုန်မှာအဖို့နေမျိုးဘာဖြစ်ပါအောင်ဘာဖြစ်ပါအောင်ဟုတ်လားအခုကြောက်ကောင်းပါရဲ့ငါဆိုးကျိုးပြောနေရနော်အေးအေးဟုတ်တယ်ဟုတ်တယ်ဖြစ်တယ်အဲသူ့ရဲ့ဆိုးကျိုးပေါ့နော်အချိန်မလောက်ငှောက်ဘူးလေကျွန်တော်အလုတ်ကိစ္စကြီးမှာထိခိုက်လာပြီးတော့လူမှုရေးကိစ္စကြီးမှာလည်းထိခိုက်လာနိုင်တယ်ပြီးတော့နောက်တစ်ခါကျတော့ဒီနေ့တည်တိုင်းဒီနိုင်ငံမှာကျတော့ပေါင်းကျင် အဲရက်ွက်တွေအန်တီကြီးကအထင်ပါဘာညာဘာညာပေါ်တတ်ကြဝါတာလူပေးလူပါဝင်ကြီးကပြောစကားကြီးတဖြည်းနဲ့ကိုယ့်ကိုအထင်သိမှုကြီးရှိလာနိုင်တယ်ဟာသူကဟိုတယောက်နဲ့တွဲပြန်ဒီတယောက်နဲ့တွဲပြန်ပြီးဒီမှာတူမှာမိမကြီးရှိရနေဒီလိုဒီလိုတွားဆိုပြီးဖြတ်ဖြတ်လာတယ်ခင်ဗျမိမကြီးကြာနေတာပဲအတင်းပြောနေသလိုပဲပြောပြဆိုးကျိုးပြောပြအဲဆိုးကျိုးပြောပြပါတော့အဲအမှုတွေမျိုးဘေးပါဝင်ကြီးရဲ့ပြောတဲ့စကားကြီးကိုကတော့ခံနိုင်ရှိမှရမယ်ဒီ open relationship ထားမယ်ဆိုတော့ open relationship ကတော့ငါဒီနိုင်ငံနဲ့တော့ဒါအလုံးက မကြိုက်ဘူးချင်တယ်ဒီအခု develop ဖြစ်နေတဲ့တခြားနိုင်ငံနေမှာတော့မှဟိုဘယ်လိုပြမလဲ နည်းနည်းတိတ်ပြီးတော့အဆင်မပြေသေးဘူးဟုတ်တယ်ဟုတ်တယ်အနောက်ပိုင်းနိုင်ငံတွေမှာတော့အခုမှဘယ်လိုပြောမလဲဒါဟိုအသားကျဖို့တဲ့အချိန်ကြီးတွေမှရှိသေးတယ်ပေါ့နော်ဒါပေမဲ့အခုတော့အကုန်လုံးခက်စားလာတဲ့အချိန်ကြီးဆိုတော့အချိန်ကြီးကြရင်တော့အကုန်လုံးကတော့မျက်စိပြန်သားဝင်ဖြစ်လာမယ်လို့ထင်တာပဲနောက်ထပ်ဆိုးကျိုးတစ်ချက်ရှိသေးတယ်ပါတယ်အဓိကဘာလဲဆိုတော့ခုနကလို open relationship ထားတဲ့အခါမှာလူတွေအများကြီးနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာမလူကလာအပ်တဲ့ကျန်းမာရေးရောဂါကြီး sexually transmitted diseases ဆိုခေါ်တဲ့ STD ဒီဟိုမှာ HIV တို့ AIDS လိုမျိုးရောဂါကြီးကူးစက်နိုင်တယ်အပုံစံမျိုးပေါ့နော်ဆိုင်ရလူမျိုးအလွန် ယောဂတွေပေါ့နော်အဲယောဂတွေလည်းကူးစက်နိုင်တယ်အဲအကြောင်းတတိထားမယ်ပေါ့နော်အရန်ကြီးကူးကူးလို့လေအဲ့မို့အဲ့ပိုင်းကတော့တော်တော်လေးကိုအရေးကြီးရယ်အာအဲ့ဒါလည်းမဟုတ်ဘူးနင်းဗဇက်ကနေလည်းကူးတက်တယ်လေအဲ့ယောဂတွေရှိရယ်လေ B ရို A B C D E F G လေအဲ့ B ဘို့ C ဘို့ဟုတ်လားတော့နှစ်ခန်းချင်းနန်းတာလည်းတော့မှကူးစက်နိုင်တယ်ပေါ့အဲ့ကြောင့်တေချာက ြောချင်တဲ့တိတ်ပါဆွေးနွေးပြောချင်တာတော့မနှမ်းကြပါနဲ့တဲ့မနှမ်းကြမလုံးဝမနှမ်းကြနဲ့နော်သူပြောတာနော်ကျွန်တော်ပြောတာမဟုတ်လက်ကားနိုင်တာပါနမ်းလို့ရတယ်ဒါပေမဲ့ဟိုကိုချစ်သူပဲနမ်းပေါ့ဒါပေမဲ့လေအခု open relationship ပြောလာတာဆိုတော့ဒါကိုချစ်သူကအခုကိုကတော့ကိုချစ်သူကိုပဲနမ်းလိုက်တာပဲအမေကိုချစ်သူကနောက်ကွယ်မှာဘယ်နှယောက်ရှိလဲဘယ်နှယောက်ကိုနမ်းတာလဲကိုကမသိနိုင်အဲ့တော့တည်တည်ကြကြစစ်စေးပြီးမှနမ်း စစ်စစ်တော့ဘယ်လိုစစ်စစ်စစ်ရမှာစစ်စစ်ပြရမှာပေါ့နော်တေးချာစစ်စစ်ပြောပြောနေတာတေးချာစစ်စစ်စေးပိုင်းစစ်ရီးစားဆိုလေရီးစားဆိုပြီးမယုံနဲ့နောက်ကြစားမယုံရဘူးမိမိုင်လည်းမယုံရပါဘူးအကြောင်းအကြောင်းရတယ်အဓိကပြောရင်ဒီကဘာလဲဆိုရင်ဒီမှာဟိုကျွန်တော်ဒီ open relationship ထားမယ်ဆိုရင်ကိုထားမယ် open relationship တစ်ဖက်ရဲ့လက်တွဲပုံကိုစစ်စစ်ချက်ကိုတေးချာလေးတော့စစ်စစ်ထားဖို့လိုမယ်ပေါ့နော်အခုနောက်ပိုင်းနော်တွဲရတာတော့မှစစ်စစ်ချက်တောင်လို့လာပြီဟုတ်တယ်တကယ်လို့လေဒါကျမကြီးအတိအမြင်တွေကအဖေးနဲ့အရန်ကြီးကိုအရေးကြီးလာပြီပေါ့ ဒါဆိုရင်ဒီနေ့ကျွန်တော်ပြောပြပေးသွားတာက open relationship ရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေပဲဖြစ်ပါတယ်ပြောပြပေးပါတယ်ကဲနောက်ပတ်နောက်ပတ်ဒီမှာလည်းဘယ်လိုဗီဒီယိုလေးညဘယ်လိုပြန်လာအောင်လဲဆိုတာစောင့်မျှော်လိုက်ကြနော်ကဲတတ်တာယူမီနှလုံးသားချင်းချိတ်ဆက်စို့